ဆူရောအာဒီဟာပထမခွေအဖြစ်ချိုးချင်းအခွေထွက်ထားပြီးဖြစ်သလိုချိုးချင်းလွင်ပြင်းလို့နာမည်ပေးထားတဲ့ဒီခွေကတော့သူ့ရဲ့ဒုတိယမြောက် DL ဘန်ဖြစ်ပါတယ်။ချိုးချင်းလွင်ပြင်းခွေအတွက်အာဒီနဲ့တခြားနာမည်ကြီးဆူရောတွေဟာ Changes Square မှာပြည်သက်တွေနဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ အနည်းပုံစံလေးတွေခမင်းများတည်ဆိုထားတဲ့ချိုးရှင်လွင်ပြင်မူရင်းခွေကိုလာရောက်အားပေးတဲ့ပြည်သက်တွေအတွက်လည်းလက်ဆောင်တွေပြန်ပေးခဲ့ပါတယ်။အားဒီကတော့ DJ ဝိုင်းနဲ့တွဲပြီးတတိယခွေထွက်ဖို့ပါစီစဉ်နေပါပြီ။တတိယခွေကတော့မီနီအယ်ဘမ်ပဲဖြစ်မယ်လို့ပြောခဲ့ပါတယ်။ ဒီခွေပြီးွားရင်ကျွန်တော်ဒီဒုတိယခွေပေါ့နောက်နောက်တတိယခွေပေါ့ missionary ပေါ့ကို DJ1 ကျွန်တော်နဲ့ EM ခွေပါအတွဲခွေပါဖတ်ဖို့ရှိပါရဲ့ဗျဟုတ်ကဲ့ဒီခွေမှာအနည်းတွေများရဲ့ချက်ထွက်မဲ့ခွေက EM နေကြီးပဲ DJ1 နဲ့ RD သူတီးမယ်ကျွန်တော်ရေးမဲ့ချင်းဆယ်ပေါ့ရှစ်ပုတ်ပေါ့ mini album လေးပါဟုတ်ကဲ့ပါအခုထက်တဲ့ခွေကကြတော့ဒုတိယမြောက်အခွေပေါ့နော်ဒါပေမဲ့ဒီအခွေရဲမှာကကြတော့ပထမအခွေရဲ့ဟို DVD ပါမယ်ခုသချင်းအစ်စ်ပါမယ်နှစ်ချက်ပါမယ်ပေါ့နော်၃လပိုင်းအကုန်လောက်ကိုသူကဟိုအဲ missionary အနေနဲ့ mini ့စိတ်ကဘောအဲ့လိုမျိုးလေးထွက်ဖို့တော့တို့စီစဉ်ထားရရှင်ဟုတ် promotion ပွဲမှာနာမည်ကြီးအမှုပညာရှင်တွေဖြစ်တဲ့ဝိုင်းစုခိုင်သိန်းအိတ်ချေဝေလာ ခင်ဝင့်ဝါနဲ့လင်းအောင်တို့ကလည်းအားဖြင့်ပါဝင်ခဲ့ကြပြီး DJ ဖြော်ဖြေမှုတွေနဲ့လည်းတင်ဆက်ခဲ့ပါတယ် presenter အဖြစ်ပါဝင်လေးရှိတဲ့စန်းထုတ်ကလည်းဂိမ်းကစားတဲ့အစီအစဉ်တွေနဲ့အတူပရိသတ်ကိုပျော်ရွှင်စေခဲ့ပါသေးတယ် ကွာဒီအရန်ကောင်းပါတယ်ဘာလို့ဆိုတော့ဒီသူဒီအလက်ထရိုသူစဆိုရဲမြွားမြွားဆဆိုရဲပြီးတော့သူအလက်ထရိုနဲ့ပဲအရန်ပေါက်တယ်ပြီးတော့တခြားပချင်းအေးတွေပေါက်တရားစဆိုရဲနေရာမှာအရန်ကောင်းပါတယ်သူ့ကိုလည်းကျွန်တော်တကယ်အားလဲအားပေးပါတယ်ကျွန်တော်ကျွန်တော်ကိုယ်တိုင်လည်းသူ့ပြည်တယ်ပါလို့အာဒီရဲ့တခြင်းတွေဟာနားထောင်လိုက်ရင်စိတ်ကိုပေါ်ပါစီတဲ့အတွက်ဘယ်တခြင်းမဲ့လာလာအကုန်ကြိုက်တယ်ဆိုပြီးအားပေးနေသူကတော့ကိုဝေရန်ပါ ဘာဖြစ်လို့ကြာလဲဆိုတော့ quality ဖန်တီးတဲ့ဂီတာမျိုးစား EDM ဂီတာမျိုးစားပေါ့အဓိကအဲ့ဂီတာမျိုးစားကကိုနားထောင်အချိန်မှာကိုစိတ်ကိုလွတ်လပ်ပေါ်ပါသွားစေလို့ထင်မိရခင်ဗျအဲ့ဒါကြောင့်မို့ပါဘာသတင်းကြားမလဲဆိုတော့သူဘာဆိုဆိုကျွန်တော်ကတော့အကုန်လုံးကြိုက်တယ်ခင်ဗျဟုတ်ကျွန်တော်အားပေးတဲ့ဂီတာဆိုတော့အကုန်လုံးကြိုက်ပါတယ်